အားလုံးပဲမင်္ဂလာပါရှင်။ To Sleepy Help Channel လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါရယ်။ဒီနေ့မှာတော့ကျန်းမာရေးကြိုးကျေးဇူးတွေအများကြီးရရှိနိုင်တဲ့ဆေးဘက်ဝင်ဒီရာသီပေါ်ပလန်တောင်မွေးလေးကိုပစုံလေးနဲ့ကြော်ပြမှာဖြစ်ပါရယ်။ရေကူရိုးရှင်းပြီးတော့အာဟာရပြေးွားတဲ့အစားအစာလေးဖြစ်တာမို့သူနဲ့အတူလိုက်ချက်စားကြည့်ကြပါအောင်ရှင်။ ဒီဖလန်တောင်မွေးကြော်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ဒီဖလန်တောင်မွေးဒစီးရဲ့ဒီပစွန်အနေငယ်နဲ့စက်သွန်နီလေးပဲအဓိကလိုအပ်ပါတယ် ဒီဖလန်တောင်မွေးရဆိုရင်ပေါရောက်တဲ့နေရာဒေသတွေပေါ်မှာမူတည်ပြီးတော့ပုံစံလေးတွေတော့အနှဲငယ်ကွဲပြားမှုရှိပါတယ်။ဒါကတော့ထူးထူးရန်ကုန်ဘက်မှာကဒီလိုပုံစံလေးတွေကိုအများဆုံးတွေ့ရတာဖြစ်ပါတယ်။ဒီနေဘက်တွေမှာဆိုရင်တော့အပင်ခက်သေးသေးလေးတွေနဲ့ပေါ့နော်။အဲ့လို အလေးချပေါက်တဲ့အပင်လေးတွေကိုတွေ့ရပါတယ်။အဲဒီအသေးလေးတွေကတော့ပို့ပြီးတော့ဆေးဘက်ဝင်နိုင်ခြေရှိပါတယ်။ ဒီဖလန်တောင်မွေးကိုပုံစံမျိုးစုံနဲ့လှည့်ဖြတ်ပြီးတော့ကြော်လေးရှိပါတယ်။တချို့ကတော့ထုပြီးတော့ဒီပေါ့နော်အပိုင်းပိုင်းလေးတွေလှည့်ဖြတ်ပြီးတော့ကြော်လေးရှိပါတယ်။အကူဟာလေးကတော့ပင်စီတုတ်တဲ့အမျိုးဖြစ်တာမို့လို့ဒီအပေါ်ယံပင်စီအခွန်လေးတွေကိုခွာပြီးတော့ခက်တိတိလေးတွေအချောင်းလိုက်ကလေးလှည့်ဖြတ်ပြီးတော့ကြော်မှာဖြစ်ပါတယ်။ ဒီဖလန်တောင်မွေးကို စားသုံးခြင်းအပြင်ဒီခန္ဓာကိုယ်မှာရှိတဲ့သွေးတွင်းတကြားဓာတ်ကို ထိန်းသိမ်းပြီးအောင်မို့စီချိုသမားတွေစားသုံးမှုသင့်လျော်ပါတယ်။အစာခြေပြတ်မှုစနစ်ကို ကောင်းမွန်စေပြီးတော့အစာအိမ်နဲ့ဥလန်းချောင်းဆိုင်ရာကျန်းမာရေးကို အထောက်အကူပြုပါတယ်။နောက်ပြီးတော့ဒီခန္ဓာကိုယ်ရောင်ရမ်းမှုတွေကိုတက်တာစီရဲ့အပြင်ဒီကိုခံအားမြင့်တင်ပေးတဲ့အစာအစာတစ်ခုလည်းဖြစ်ပါတယ်။ အသေးစမ်းမာရေးကိုအထောက်အကူပြုတဲ့အပြင်ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေကိုလည်းတက်တာစီရဲလို့တွေ့ရပါတယ်သူကဒီပစုံလေးနဲ့ပါကြော်မာဖြစ်တဲ့အတွက်ဒီပစုံမှာပါတဲ့ collagen ဓာတ်တွေ protein ဓာတ်တွေကလည်းဒီဖလန်တောင်မွေးနဲ့အတူဒီ skin နဲ့သပင်းကျန်းမာရေးကိုလည်းအထောက်အကူပြုစေမှာဖြစ်ပါတယ် သူရဲ့ base တွဲဆိုကြိုးတွေအနေနဲ့ကတော့ဒီ sensitive ပေါ့နော်နည်းနည်းဓာတ်မတဲမှုရှိတဲ့သူတွေကတော့အာမစားသုံးနိုင်ပါဘူးပြီးတော့ကိုဝင်ဆောင်နဲ့ no time မိခင်နေအနေနဲ့လည်းအဲဆရာဝင်က စားသုံးလို့ရတယ်ဆိုပါမှစားသုံးသင့်ပါတယ်ဒီဆရာဝန်ညွှန်ကြားချက်မရှိဘဲနဲ့ဒီစီဂျိုစီအစားအသောက်ပုံစံမျိုး စားသုံးခြင်းတော့ပြုလုပ်လို့မရပါဘူး အခုဆိုရင်တော့ဒီမှာဆိုရင်ထူးထူးတိဖြတ်တဲ့ပုံစံလေးမျိုးကိုတွေ့ရမှာဖြစ်ပါတယ်ဒီဒီဒစည်းဆိုလို့ရှိရင်အဲသူတယောက်စာအတွက်ကများတဲ့အတွက်ကြောင့်မို့လို့ဒီဟာကိုသူဆိုရင်နှစ်ခါလောက်ခွဲပြီးတော့ကြော်စားมาဖြစ်ပါတယ်ဒီစက်သွန်လေးလေးတစ်လုံးကိုပါပါလီးပြီးတော့အာထည့်ကြပါမယ်ခုနလေးပြတ်ထားတဲ့ ဖလန်တောင်ဝေးလေးကိုအာရေလေးနဲ့တစ်ခေါက်စေးလိုက်ပါမယ်သူကအရင်ဆုံးစေးပြီးရောတည်ရမဟုတ်ပါဘူးပြီးပြီးမှစေးရဖြစ်ပါတယ်တချို့ကတော့ဒီဆေးဘက်ဝင်မှုအာနိသင်တွေရော့သွားမှဆိုလို့ရေဆေးပြီးလှိဖြက်ပြီးရောထပ်ပြီးရောမစီကြပါဘူး။ဒါကတော့ကိုကြိုက်တဲ့ပုံစံအတိုင်းလုပ်လို့ရပါတယ်။ အခုဆိုရင်တော့ကြော်မှုပစ္စည်းလေးတွေအဆင်သင့်ဖြစ်နေပါပြီဒီပစုံကတော့သူ့ပစုံသေးသေးလေးတွေကိုပဲတုံးထားပါတယ်သူ့ကိုတော့ဘာမှအရသာမထည့်ထားပါဘူးအခုဆိုရင်တော့စပြီးတော့ကြော်ပါတော့မယ်ဒီတပကန်စာအတွက်သူစီလေးကိုတစ်စုံလောက်တုံးလိုက်ပါတယ်စီပူလာပြီဆိုရင်ခုနလေးထားတဲ့စက်တုံးလေးထည့်ပြီးတော့စီသက်ပါမယ် ဒီချက်သွန်နီလေးနွမ်းလာပြီဆိုရင်ပစုံလေးထည့်ကြောပါမယ်။ဒီဟာကသူတယောက်စာပဲဖြစ်တဲ့အတွက်ခုနပစုံတော့နည်းနည်းလေးပဲထည့်ထားပါရယ်။ခဏလောက်ဝေပြီးတော့ပစုံလေးရဲလာပြီဆိုရင်အဲခုနကတော့ငါဒီဖြတ်ထားတဲ့ဖလန်တောင်ဝေးလေးတွေထည့်လိုက်ပါမယ်။နီလေးကိုနည်းနည်းအရှိန်ပြပြီးတော့ဖလန်တောင်ဝေးလေးကိုနည်းနည်းနွမ်းသွားအောင်ကြော်လိုက်ပါမယ်။ ပြီးရင်တော့အရသာထည့်ပါမယ်။အရသာအတွက်စားလက်ဖက်စားစုံတဝက်အသားမုံလက်ဖက်စားစုံတဝက်ထည့်ပြီးတော့ကြုံလိုက်ပါမယ်။သူကတော့ အရသာလေးပို့ပြီးတော့လေးပင်အောင်လို့ခရူးစီကိုလည်းဇွန်လေးနဲ့တဝက်လောက်အနည်းငယ်ထည့်ပြီးတော့ကြုံလိုက်ပါတယ်။အဲဒီဟာကလေပို့ပြီးတော့အရသာကိုလေးနဲ့သွားစေရဖြစ်ပါတယ်။တချို့ကတော့ဒီဖလန်တောင်ဝေးရဲ့အရသာအစ်စ်ကိုပဲပုံပုံလေးစားခြင်းလဲဆိုရင်ခုနစားလေးနဲ့အရသာမော်လေးနဲ့ထည့်ပြီးတော့ပဲကြုံလို့ရပါတယ်။ခရူးစီထည့်တာကတော့အရသာပို့ပြီးတော့လေးလေးပင်ပင်ရှိအောင်ဖြစ်ပါတယ်။ ဒီဖလန်တောင်ဝေးရလေအရန်နူးညံ့အောင်လို့အချာကြီးတည်ဆံမလို့ပါဘူးသူ့ရေလေးနဲ့သူပဲသူကတော့ရေထက်မထည့်ပါဘူးဒီခနာလောက်ကြော်ပြီးရဲ့အခါမှာနွမ်းပြီးရောဥရေကနေချလို့ရပါပြီဒီစုစုပေါင်းကြော်ရဲ့ကြားစိတ်နေရဆုံးရင်ဒီ9မိနစ်လောက်ပဲကြာပါတယ်အခုဆိုရင်တော့အာဟာရတွေပြေးဝပြီးတော့ဒီဆေးဘက်ဝင်နဲ့ဖလန်တောင်ဝင်နဲ့ပစွန်ကြော်လေးရပါပြီ။အရန်ကိုပဲ regulation ရှင်းပါတယ်။ အခုကြော်တဲ့ပုံစံလေးကတော့အပုံမှန်ပစွန်ချောင်းနဲ့ကြော်ချက်ချက်စားတဲ့ပုံစံနဲ့မတူဘဲနဲ့ဒီသူ့ရဲ့အရာသာလေးကလူကြီးလူငယ်ခလေးလေးတွေပါစိုက်နှစ်သက်မဲ့ပုံစံလေးဖြစ်ပါတယ် ဒီဖလန်တောင်မွေးကချင်းမျိုးနယ်မျိုးစားဖြစ်တာမို့သူရဲ့မိုင်းလေးဖြစ်တဲ့ဂျင်ဂျာအနံ့လေးရဲ့ဒီရေထက်ပြေးဝနေတဲ့ juicy အရသာလေးရဲ့နဲ့ဒီပစွန်လေးရဲ့အချိုတက်ကလေးတို့ကြောင့်အရန်ကိုပဲအရသာရှိတဲ့ဟင်ပွဲတစ်ပွဲဖြစ်ပါတယ် ဒီလိုမျိုးကျမ်းမာရေးအကျိုးကျေးဇူးတွေအများကြီးရရှိနိုင်ပြီးတော့လူကြီးလူငယ်မရွေးစိုင်းနဲ့တတ်နိုင်တဲ့ဒီရာသီစာဖလန်တောင်ဝေးကျော်လေးကို ထူးနဲ့အတူလိုက်ကြောစာကြည့်ကြပါအောင်ရှင်။သူရဲ့ဗီဒီယိုလေးကို အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုအသစ်တွေလည်းတင်ပြီးအောင်ပါမို့သူရဲ့ channel လေးကို like and subscribe button လေးနှိပ်ပြီးအားပေးကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။